အားလုံးမင်္ဂလာပါ VSN Property ကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်လေးကတော့40 60ပြည်ပေါ်မှာစောက်ထားတယ်55ရပ်ကွက်မှာရှိရပါတော့ဆိုတော့ကီတောင်စုတစ်စစ်ချိုးမင်းရဲ့ကျော်စွာတဲပေါက်တဲ့အိမ်လေးတစ်လုံးဖြစ်တယ်နော် 40 60နေပေါ်မှာစောက်ထားတာဖြစ်တဲ့အတွက်ဘယ်လိုမျိုးအခန်းဖွဲ့တွေနဲ့ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းစောက်ထားလဲဆိုတော့ကျွန်တော်တို့လိုက်ပြပေးမယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါဆိုတော့ let's go okay အခုကကျွန်တော်တို့ကအိမ်ရဲ့ compound ဝန်းထဲရောက်နေပြီဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ကားပါကင် အတွက်စဉ်းစားကြရရှိတယ်ဆိုတော့ကားကိုတော့ကျွန်တော်တို့ကဒီလိုမျိုးတောင်းလိုက်ရလို့မရတော့ဘူးအလျားလိုက်ရမှရတော့မယ်အလျားလိုက်ရမယ်ဆိုတော့အကယ်၍ကားများများပါတဲ့လူဆိုလို့ရှိရင်တော့ဒီနေရာမှာနည်းနည်းလေးစကားပြောဖို့ရှိတယ်အာကျွန်တော်တို့ inside တွေ hashpad တွေ CD တွေကတော့ဆက်တယ်ဒါပေမဲ့ဗျက်နည်းနည်းကြီးတဲ့ CD တွေတော့မဆက်ဘူးเนาะဆိုတော့ Honda Fit တို့ CS တို့အဲလိုဆက်တယ်ပေါ့เนาะဒီနေရာမှာတော့ landscaping ထားခြင်းထားခြင်းထားလို့ရမယ်ဘန်းဆိုင်တွေဆိုလို့ဆိုပါတော့ဘာလို့ဆိုတာ ceiling height ကလည်းအမြင်ပဲပေါ့နော်ဆိုတော့ခြံတုံ့ပြန်ရေးအတွက်ကိုတော့ကျွန်တော်တို့ sub plate ဓာတ်ရည်နဲ့ပတ်လည်လုပ်ပေးထားတယ်တကားစနစ်ကတော့ slide door တကားဖြစ်တယ်ကော့ကူပြီးမှ motor ပြန်တက်ခြင်းနဲ့တက်ပါတက်လို့ရရယ်နော်ဆိုတော့ဒီဘက်ခြံမှာကျွန်တော်တို့ကရေစနစ်တွေလည်းထားထားပေးတယ်အဲပြီးတော့ဒီကောင်ကကျတော့ရေ2မျိုးပါတယ်ဗျဂျိုးဗီရော VC ရော2မျိုးပါတယ်ဆိုတော့မီးကတော့တစ်လိုင်းနဲ့ပေါ့နော်ဆိုတော့ကဲလာကျွန်တော်တို့အိမ်ရဲ့ main ဝင်ပေါက်ကနေကျွန်တော်စရှင်းပြပါမယ်နော်ဆိုတော့မိုက်တယ် ကျွန်းဒီနဲ့အလှဆင်ထားတာတအိမ်လုံးနဲ့ကျွန်းအပြည့်ပဲကြမ်းကင်းရဆလိခဲ့ခွင့်အစုံပြီးတော့အိမ်ထဲကအခန်းပွဲအခန်းပွဲတိုင်းအားလုံးကလည်းကျွန်းနေနေပဲသွားတာဆိုတော့ကျွန်တော်တို့အထည့်ဝင်ကြည့်အောင်နော်လာကဲကျေးဇူးပါတယ်ကဲဒါကတော့အိမ်ရဲ့တက္ကမကြီးကနေဝင်တဲ့ပထမဆုံးတွေ့ရတဲ့အိမ်ခန်းဖြစ်ပါတယ်ဆိုတော့ဒီခန်းကိုကျွန်တော်နောက်မှရှင်းပြမယ်နော်ဒါကြီးကတော့လုံးဝ privacy ဆိုတော့စကေဒါတော့ living space ဖြစ်ပါတယ်အဲကန်းပေါ့နော်အဲကန်းမှာတော့ဒီ DVD ထားမဲ့နေရာပြီးတော့ aircon setup တွေပြီးတော့ ceiling high အမြင့်နဲ့ lighting ပြီးတော့ lighting ကောင်းကောင်းရဖို့အတွက်ဒီ cameraman ရဲ့နောက်မှာရှိနေတယ်ကျွန်တော်တို့မှန်တကားလည်းရှိနေတယ်နော်ကျွန်တော်ဒါက curtain နဲ့အလှပြန်မှာဆိုလို့ကျွန်တော်မပြတော့ဘူးဘေးဘက်ခြမ်းက lighting ကောင်းကောင်းရတယ်နော်ဆိုတော့ကျန်းကင်းသတိထားမိလားမသိဘူးကျန်းကင်းဟာကျုံးပါကေးနေပေါ့နော်ဆိုတော့ဒါလားကဲကျွန်တော်ဒီခန်းစဝင်ကြည့်မယ် ဒါလေးကတော့ဒကမာကြီးကတော့ဒါတော့ပုံပုံမှန်အတိုင်းပဲပေါ့နော် slide တော့မလုပ်တော့နေရာစားမှာဆိုလို့ကဲဒီရှောင်းလန်းတောက်လျှောက်ကတော့ kitchen ကိုသွားတယ်ဒီ kitchen ရဲ့ဒီဘက်ခြမ်းလေးမှာတော့ကျွန်တော်တို့ထမင်းစားခန်းနဲ့ဘားကောင်တဲ့ area လေးလုပ်ပေးထားပါတယ်လက်စည်းပင်စင်လည်းရှိတယ်ဆိုတော့ဒီနောက်ဖက်မှာဧည့်သည်တွေအတွက် single ခန်းတစ်ခန်းရှိတယ်ဒီဘက်ခန်းလေးမှာရေချိုးခန်းအိမ်အတွက်ရအခန်းတစ်ခန်းရှိတယ်ဆိုတော့ရေချိုးခန်းအိမ်အတွက်ရအခန်းတစ်ခန်းကျွန်တော်ရှင်းပြမယ်နော်ဟုတ်လားကဲဒါလေးကတော့ရေချိုးခန်းအိမ်သာတွဲရအခန်းလေးတစ်ခန်းဖြစ်ပါတယ် square feet ကတော့ ကျင်းသလိုလိုနဲ့မကျင်းဘူးကျဲတယ်နော်ကျွန်တော်ကိုယ်တိုင်ရောက်နေတာဆိုတော့ဒီ ceiling height မြင်လိုက်ကောင်းပြီးတော့ aircon တွေလည်းပါထားပြီးသားဆိုတော့ကျွန်တော်တို့ရေချိုးဟိုင်းတာသွားကြည့်အောင်တခုထူကြတာပြမယ်တခြားတော့မပါဘူးသူများကြီးတော့မသိဘူးကျွန်တော်တို့ကထူကြတယ်ဒီချမ်းခင်နေရာမှာရေချိုးကနေဆက်တဲ့နေရာကိုသူကရေ wet area ဖြစ်တဲ့အတွက်ဆိုတော့ကြွေပြားနဲ့ခင်ပေးထားတယ်ပြီးတော့ block ကိုနည်းနည်းလေး stack ကိုနည်းနည်းမြည်ပေးထားတယ်ဘောတော့ချမ်းခင်ဆိုတော့ကျွန်တော်မိုက်တယ်ကဲဒါရေချိုးခိုင်းတာသွားကြည့်မယ်ကဲဒါကတော့သူ့ရေချိုးခိုင်းအိမ်ကကြွေပြားတွေကတော့ဆက်တဲ့အပြည့်ပဲအပေါ်အထိပဲဟမ် အာဒါကတော့တုံးနဲ့တူကြပြသုံးတာမတူဘူးเนาะဒါအခုကျွန်တော်ပြပေးတာပြီးလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုကတ်လေးနေလဲစာထုတ်ပြီးပြပေးမယ်เนาะဆိုတော့ကျွန်တော်တို့စင်ခဲခန်းတော့ကြည့်အောင်เนาะလာအခန်းဖွဲတွေကိုအရင်ပြပေးတာကကြီးတဲ့ everything ကိုဆွဲခေါ်ပေးတာပြီးတော့မှကျွန်တော် kitchen setup ကိုတတ်တတ်ပြပေးပါเนาะဒီဘက်မှာကဲဒါကတော့စင်ခဲခန်းတစ်ခန်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကားပါကင်ကိုလမ်းမြင်နေရတာပေါ့เนาะဧည့်သည်လာလို့ရှိရင်လည်းထားလို့ရတယ်ဥပမာတက်ကြီးရွယ်ဦးလေးကမတက်နိုင်တဲ့ကြီးရွယ်ဦးတွေဖိုးဖွာလေးဒီမှာထားလို့ရတယ် အဓိကပေါ့နော်အဲ့ဒါလေးပြီးတော့သူ့ရဲ့အပြင်ဘက်မှာလည်းကျွန်တော်တို့ကဒီ speak တခုရှိသေးတယ်ဒါပါထားလို့ရတယ်ဆိုတော့ electronic electronic ပတ်သက်တဲ့ဥမာ solar တွေပိုင်းတက်မယ်ဆိုလို့ရှင်လည်းထားလို့ရတယ်ပြီးရင်ကလေးတွေမလာနိုင်အောင် provision ကလို့လည်းရရတယ်တကယ်မှာ brave လုပ်လို့ရတယ်ဆယ်ဆိုတော့ကျွန်တော်တို့ဒီအခန်းဖွဲ့ပြီးပြောယူဆိုတော့အရေးကြီးတဲ့ဖွဲ့က kitchen kitchen နဲ့ main room ရှိတဲ့အခန်းထဲမှာကျွန်တော်ပြပေးမယ်နော်တော်တော့ slide room နဲ့ပဲ partition လုပ်ပေးထားပါတယ် ဒီမှာတော့ကြွေပြားရည်နဲ့အကုန်အပြည့်ပါပဲ kitchen setup တွေလည်းအပြည့်ပဲ cabinet တွေအဆုံးပေါ့နော်ကြွေပြားရည်ရော washing basin စိတ်တွေရောပြီးတော့မှအညွန်ဆိုးဆက်တွေတည့်မှာအာ electric hut နဲ့ပတ်သက်တဲ့ဟာတွေကိုအခုပြန်ပြီး modify လုပ်ရမှာပေါ့နော်ဒါကတော့ရေချိုးခန်းအိမ်သားဖြစ်ပါတယ်ကဲဟိုဘီဒီဘခန်းလေးမှာမိခန်းတစ်ခန်းရှိတယ်ဆိုကြတယ်လားကဲဒါလေးကတော့မိခန်းတစ်ခန်းဖြစ်ပါတယ်လား အရင်လည်းမကျင်းအရင်လည်းမကျင်းတော့ဒီနေ့ဟိုက်တယ်ဖြစ်တယ်ဆိုတော့ဒဘယ်ကတဲ့နဲ့လည်းနေလို့ရတယ်ပြီးတော့ဒီဗက်ချန်လေးမှာတော့ channel ကိုဆင်းတဲ့အပေါက်လေးတစ်ခုရှိရတော့ကျွန်တော်ပြီးတော့မှပြပြတော့မယ်လောစဲကျွန်တော်အပေါ်တက်ကြည့်အောင်နော်လာဒီနေရာလေးလည်းလာတယ်ကြွေပြားရည်နဲ့အပြည့်ပဲသမင်းစားကမ်းပါဟုတ်ဝါရှင်ဘေးစင်ကအစပြီးတော့ lighting လည်းကောင်းကောင်းရတယ် channel ကဒီရင်ထွက်လို့ရတယ်ဆိုတော့မိုက်တယ်လာအဲ့တော့အပေါ်တက်ကြည့်အောင်နော်ကဲကျွန်တော်တို့လေကခွင်ကတော့ ထုံးစံအတိုင်းအိမ်လုံးကိုကျုံးနေတဲ့အပြည့်ပဲဆိုတော့လေကားကိုတော့ကျွန်တော်တို့ကမိထားရတဲ့ချက်တွေမှာမပေါ့ဘူးဆိုတော့နေသားရောထောင်များရောကျုံးနေတယ်ပဲတုံးပေးထားတယ်လေကားလက်ရန်ပုံလုံးနေရအစားပေါ့နော်အကုန်လုံးကျုံးအပြည့်ပဲကဲလာကျွန်တော်တက်ကြည့်အောင်ကဲဟုတ်ပြီကျွန်တော်လေကားကွင်းလေကားခွင်ထားတဲ့နေရာလေးမှာလည်း lighting ကောင်းကောင်းရဖို့အတွက်ကကျွန်တော်တို့မီးဆိုင်ရတော့ပုံမှန်နဲ့တုံးထားတယ်ပြီးတော့အလင်းပေါက်အတွက်အမှန်နဲ့တုံးပေးထားတယ်နော်ကဲလာလေကားကွင်းတက်ကြည့်အောင်ကျွန်တော်အပေါ်တက်တော့ရောက်ပြီကဲကျေးဇူးပါတယ်ဒါကတော့ပထမဦးဆုံး ဒီအိမ်လေးရဲ့ master ကန်တခန်းဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့ဗာထူးခြားမယ်ထင်တယ်။ runner ပါတယ်သူကလား။ချိုးစပါတယ်။ဒါက runner ပါတယ်ပထမဦးဆုံး master ကန်တခန်းကနေကျွန်တော်တို့ထွက်လာတဲ့ brand runner တကားဖြစ်ပါတယ်။ထူးခြားတာတစ်ခုကသူကဟိုဘက်က living နဲ့လည်းဆက်ထားတယ်လား။ဒီနေရာလေးကတော့ညနေခင်းအပေါ်မှာပေါ့နော်ဒီအပေါ်ထက်မှာပန်းဆိုင်ရှင်တဲ့လူကတော့ကျွန်တော်တို့ကတော့ဒါကတော့ပန်းဆိုင်မယ်လို့ကျွန်တော်အမြင်နဲ့ အင်ရှင်ဘယ်သူဖြစ်မလဲကျွန်တော်မသိဘူးပေါ့နော်ဆိုတော့ဒီကနေထပ်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က living space တခုရမယ်အဲနံပါတ်1ကတော့ကျွန်တော်ပထမဦးဆုံးဦးစားပေးထားမယ့်နေရာကတော့ကျွန်တော်ထင်တာဖျားခန်းထားကြမယ်လို့ထင်တယ်ဒါကတော့ shrine area ဖြစ်ပါတယ်ဆိုတော့အဘသောလည်းအပေါ်မှာကြာပိုင်းရောက်ဟုတ်ပြီကျွန်တော်တို့ဒီကနေပြန်ဝင်ကြအောင်ဒါဆိုလို့ရှိရင်ဆွမ်းနာကျွန်တော်ဝင်လာတဲ့အခန်းထဲဖြစ်တယ်ဖိတ်ဆံဖြစ်သေးဘူးဒီဘက်မှာ master နှစ်ခန်းရှိတယ်ဒါလေးက store ခန်းတစ်ခန်းပြီးမှပြပေးမယ်နော်လာကဲဒါလေးကတော့ ရေချိုးကန်အိမ်သားဗာဗီတာအခန်းတစ်ခန်းမာစတာကန်ဒုတိယတစ်ခန်းဖြစ်ပါတယ်အဲကုန်းလေးလည်းဗာဗီတာနော်ဒီမှာသူရဲ့ရေချိုးကန်အိမ်သားအာဒါကတော့ကျွန်တော်ပြောတဲ့ master gun တစ်ခန်းပေါ့နော်ဒီနေရာကနေတွားပြီဆိုလို့ရှိရင်သူကကြွေပြားရင်အလားဆင်ပေါ့တော့လဲဆိုရေချိုးခန်းနဲ့ကတ်နေတော့ wet area ဖြစ်မှာဆိုလို့ပြီးတော့ကျွန်းနေကိုလည်းထိခိုက်မှာဆိုလို့ပေါ့နော်ဒါကတော့သူရေချိုးခန်းကဖြစ်ပါတယ်သူကတော့ back tech ပါတယ်နော် okay ဆိုတော့ကျွန်တော်တို့နောက်ထပ် master gun တစ်ခန်းတွားကြည့်အောင်သူကတော့ထူးခြားတာလေးတခုထပ်ပါတယ်ပေါ့ဆိုတော့သူ baby runner ပါတယ်ဗျ okay ဒါကတော့ကျွန်တော်ပြောတဲ့ ရေချိုးခိုင်းအင်တာရဲ့အခန်းလေးနည်းနည်းလေးဟိုဘက်ကနေစကဖီနည်းနည်းလေးကျင်သွားတယ်ရေချိုးခိုင်းအင်တာပါတယ်ဒီဘက်ကန်လေးမှာရေချိုးခိုင်းအင်တာပေါ့နော်ဆိုတော့တအိမ်လုံးတအိမ်လုံးတအိမ်လုံးရဲ့အခန်းဖွဲ့တိုင်းမှာဒီလိုနေရာလေးအမြဲတမ်းပါတယ်ဒါကျွန်တော်သဘောကျတယ်ပေါ့နော်ကျွန်တော်ကျွန်းကြီးနဲ့မသွားကျင်ဘူးပေါ့ကျွန်းပစ္စည်းမှဆိုတော့ပေါ့နော်ဒါသူရဲ့ရေချိုးခိုင်းအင်တာဖြစ်ပါတယ်ဒါမပြလိုက်ပါဘူး Okay. Okay, so တော့ကျွန်တော်တို့ runner လေးတွေ့ကြည့်ရအောင်เนาะ။ Okay, camera ကိုနောက်လေးနည်းနည်းဆုပ်ပြပါ။ ကဲဒါကတော့သူ့ရဲ့ beach runner ဖြစ်ပါတယ်။ lighting လေးကောင်းကောင်းရတယ်။ဆိုတော့ကျွန်တော်တို့ abort တက်ကြည့်အောင်နော်။ Okay, let's go. ဟုတ်ကဲ့အဲအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ဒါအိမ်ရဲ့အပေါ်ဆုံးထက် Roosevelt ဖြစ်ပါတယ်ဆိုတော့အပေါ်ဆုံးထက်မှာတော့ကျွန်တော်တို့ဒီ1500လီတာဆက်နဲ့ Upper Tank ရဲ့ Ground Tank နဲ့တောင်းတူရေစနစ်တွေတော့သွားပြီးသားပေါ့နော်ဆိုတော့အိမ်လေးကတော့တောင်းတူနေနဲ့အကုန်လုံးဒီလိုဒီလိုဒီဇိုင်းဆောင်းနာပြပြတဲ့ဗီဒီယိုထဲမှာပါတဲ့အတိုင်းဒေချာလေးကိုစောက်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝယ်ယူဖို့အတွက်တော့ကျွန်တော်တို့ကအကြံပေးချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်